မင်္ဂလာပါဒီဗီဒီယိုမှာတော့ကြေပြပြပေးချင်တာကစေယုံစေကန်းစကပြလုံးမဲ့သူတွေအတွက်ကိုအာလေးလာလို့ရတဲ့စာအုပ်လေးတစ်ခုကိုရင်တစ်ခါကညွှန်မိထားတာရှိတယ်ပေါ့နော်အဲ့တော့အဲ့စာအုပ်လေးတွေ ကအကြောင်းအရာအချမ်းမြင်းကိုကင်းတဲ့တို့လိုက်ပြီးတော့လိလာသွားလို့ရတယ်ပေါ့အဓိကကတော့ဆေးစကက်ပြန်လောက်တော့မယ်ဆိုလို့ရှိရင်ဘယ်လိုပြင်ဆင်ရမလဲဆိုရဲအကြောင်းအရာကိုဒီဗီဒီယိုမှာပြပြပေးသွားမှာပါကိရဲ့အတွေ့အကြုံအနေငယ်ထည့်သွင်းပြီးတော့ဒီစာအုပ်ကိုအခြေခံပြီးတော့ပြပြပေးသွားမှာ ဖြစ်တဲ့အတွက်ကြောင့်မလို့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အဒီစာအုပ်လေးကတော့ကေပြီးခဲ့တဲ့ခေါက်ကစေကပြန်လို့ရှင်တဲ့သူတွေအတွက်ကိုလေ့လာတင်နေဆိုပြီးညွှန်ပြခဲ့တဲ့စာအုပ်ပေါ့နော်ဒီစာအုပ်ကကျတော့ဂျွန်ဂီတိုအီချမင်းစန်တာကနေပြီးတော့အဲ တင်ယုံအနေနဲ့တင်ပေးထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်အဲ့တော့ဒီစာအုပ်နဲ့တင်တဲ့အတန်းလေးကိုအပြင်မှာရှိလားလို့မေးရင်တော့ကေရှာဖွေတွေ့ရှိထားမိသလားဆိုရင်ဒီစာအုပ်ထဲမှာသူပြောထားတဲ့အတိုင်းဆိုရင်2024တုန်းကတော့ကုလပိုင်းလောက်က မဲဘက်တနမ်အော်ချင်ကူကောခိမဲရစ်အော်နဲ့ထဲကူကောဆိုရဘာသာစကားလေးမျိုးနဲ့သူတို့ကအွန်လိုင်းကနေပြီးတော့ဗောနော Zoom အနေနဲ့ထင်ပါတယ် Zoom အနေနဲ့လာဘာနဲ့လဲတော့အော် Zoom လို့ရထားဆောက်တယ် Zoom အနေနဲ့နဲ့ထုံဆန်ရှိချောင်းဆိုရဗီဒီယိုအနေနဲ့ရအွန်လိုင်းသင်ခန်းစာအနေနဲ့ဗောနော်အဲ့လိုမျိုးသင်ကြားပို့ချပေးခဲ့တာ2024မှာရှိခဲ့လို့သိရတယ်ဗောနော်အယောက်40ကျီဗောနော် အယောက်40ကလည်းဒီဘာသာစကားတစ်ခုမှ40စီနဲ့တင်ပေးခဲ့တာရှိတယ်ဆိုတော့မြန်မာလို .dot တင်ပေးခဲ့တာမရှိသေးပါဘူးအဲ့လိုမျိုးပဲ2025အတွင်းမှာလည်းပဲအခုလက်ရှိထိဒီလိုမျိုးတင်စားပေးနေရဆိုဟာတော့ကေတွေ့တာမရှိသေးဘူးပေါ့နော် နောက်လဲရှိခင်ဒီဆယ်လပိုင်းဆိုတော့7လပိုင်း7လပိုင်းနေမှာလဲရှိကောင်းရှိလာနိုင်တယ်လို့ပြီးသွားခဲ့တာလဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဒါကတော့ကေလက်တေချာရှာတွေ့ထားတာမရှိဘူးပေါ့နော်ကေရှာကြည့်တာမတွေ့နေဘူးဖြစ်နေတယ် အဲ့တော့အဓိကတော့ဒီစာအုပ်ရှိရဆိုရင်ကိုကလေးလာတက်တယ်ဆိုရင်လေးလာလို့ရတာဖြစ်တဲ့ကြောင့်မလို့ကြီးတို့ကြည့်ကြည့်ရအောင်ပေါ့နော်။ video ထုံးရရှင်းမှုကြိုယူဆိုပြီးတော့သူကပေးထားတဲ့ data ရှိပါတယ်။ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ကြီးတို့ဆေးစကပြန်လှုပ်ဖို့အတွက်ဆိုရင်သူကအဆင့်၃ဆင့်အပိုင်း၃ပိုင်းနေနဲ့ပြထားရပါတော့။ချွန်ဘီတန်ကေ ပြင်ဆင်ရမယ်အဆင်ရှိမယ်ချင်းနှင်းတန်းကယ်ဆိုပြီးတော့စကယ်ပြန်လှုပ်ဆောင်နေစေအဆင်ရှိပြီးတော့နောက်ဆုံးကကျတော့ဂျုံလျိုဟူတန်းကယ်ဆိုပြီးပြီးဆုံးသွားတဲ့အဆင်ဆိုပြီးတော့သုံးဆင်းရှိပါတယ်ဒီဗီဒီယိုမှာတော့ပြင်ဆင်တဲ့အဆင့် ठी ကိုပဲပြောပြပေးသွားမှာပါအဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်စကက်ပြန်လှုပ်ဖို့ပေါ့နော်ဆေးစကက်ပြန်အတွက်ပြင်ဆင်ရမယ့်အဆင့်မှာဆိုရင်အရင်ဦးဆုံးတော့ဥရေအလောက်အတ္တလက်ခံတဲ့အဆင့်ရှိမယ်ပြီးရင်ချွန်ပြီး အဲ့ဒါအတွက်ကိုပြင်ဆင်မဲ့အဆင့်ရှိမယ်ပေါ့နော်အဲ့တော့ဒီမှာပြင်ဆင်မဲ့လှုပ်ဆောင်တဲ့ပြီးဆုံးနေဆိုပြီးတော့အဆင့်၃ဆင့်မှာအရင်ဦးဆုံးပြင်ဆင်တဲ့အဆင့်မှာဆိုရင် ကိုကစေးစကက်ပြန်ဖြစ်တဲ့အကြောင်းကိုကိုလူနာတယောက်ကလာပြီးတော့အလုပ်လာအပ်ပြီ သူကဘလို့ယောဂဝေဒနာခံစားနေရပါတယ်ဆိုပြီးတော့ဗောနော်အလုတ်လာတဲ့အခါမှာကိုကစကေပြန်တယောက်အနေနဲ့ကိုဒီဟာကို ကိုကင်တွင်နိုင်မဲ့ကိစ္စလားကိုပြန်မိနိုင်မဲ့ဌာနမျိုးလားဆိုတာကိုစမ်းစစ်ဖို့လိုရဲဗောနော်အဲ့တော့အဲ့လိုစမ်းစစ်ပြီးတဲ့အခါမှာဒီအလုတ်ကိုလက်ခံမလားလက်မခံဘူးလားဆိုတာကိုစုံဖြည့်ရမယ်အစင်မဲ့ဖြစ်ပါတယ်အဲဒီမှာဆိုလို့ရှိရင်ဂီတို့ကဘာတွေတိထားတဲ့ ਨੇ ဘာတွေမင်းမြန်းပြီးတော့ညှိနှိုင်းဆောင်ရွက်ရမယ်ဆိုတာကြည့်မယ်ဆိုရင် အေးရှိခွားခင်ဥပမာလူနာကဘယ်ရက်မှာစီကံပြချင်တာလဲကိုအဲ့ရက်မှာအာလာမအာလာပေါ့နော်ပြီးရင်လူနာနဲ့အချိန်ညှိနှိုင်းလို့အဆင်ပြေနိုင်မလားဆိုပြီးတော့အရင်ဆုံးသူ့ကိုနေရက်မေးတယ်ပြီးတော့ရင် သူ့ရဲ့နေဝမ်းမုတ်ချော်ပေါ့စီကံပြချင်ရတဲ့ရွယ်ချက် ဥပမာတချို့ကတကယ်ယောဂလက္ခဏာခံစားနေရတဲ့ကြောင့်မလို့ယောဂအကုသမှုခံယူခြင်းတဲ့ကြောင့်မလို့ပြချင်တာရှိတယ်လို့မျိုးတချို့ကြတော့ကြိုတင်ပြီးတော့ကာကွယ်တဲ့အနေနဲ့ဆေးစစ်ချင်တာမျိုးလည်းရှိနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်လူနာကိုရက်မိမယ်ပြီးတော့ရင်သူကဘာကြောင့်ပြချင်ရလဲဆိုရွယ်ချက်မိမယ်ပြီးရင်တော့ချင်းညို့မုတ်ချော့ကိကျော်ဦးပေါ့ စေကူတော်မှုခံယူခြင်းလို့ပြချင်တာမျိုးဆိုလို့ရှိရင်ကကြတော့သူ့ရဲ့ယောဂလက္ခဏာကိုအသေးစိတ်မေးဖို့လိုတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကေကစေကပြန်အလုပ်တွေလက်ခံပြီဆိုလို့ရှိရင်အရင်ဦးဆုံးအာယောဂလက္ခဏာကိုမေးတယ်ပေါ့နော်ဘယ်လောက်လောက်ကြာပြီလဲခန်းစားနေရတာပြီးရင်တခြားသောဘာလက္ခဏာတွေရှိသေးလဲပေါ့နော်အဲ့လိုမျိုးအသေးစိတ်မေးလေးရှိတယ်ပေါ့နော်ဘာကြောင့်မေးတာလဲဆိုလို့ရှိရင်တော့ကေကဆရာမဟုတ်တဲ့တကြောင်မို့ကေကတော့ဒီဟာနဲ့ပတ်သက်ပြီး စေးမသိနိုင်ဘူးပေါ့နော်စေးကူတာမှမသိနိုင်ဘူးအဲမဲ့ကေပါကြောင့်မေးရလဲဆိုတော့ဒီမှာဒီလိုယောဂလက္ခဏာမျိုးဆိုလို့ရှိရင်ဘယ်ဌာနမှာပြတဲ့နေဆိုရဲဟာကိုကကြိုတင်ပြင်ဆင်မှုအတွက်ကိုမေးတာပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့ချင်းညို့กว่าဟုတ်ကင်မှာသူ့ကိုဘယ်စေးကမ်းမှာလိုက်ပြရမှာလဲဘယ်ဌာနမှာလိုက်ပြရမှာလဲဆိုတာကိုစစ်ဆေးတဲ့အဆင့်ရှိပါမယ်အဲတော့သူအပေါ်မှာနမူနာပြထားတဲ့အတိုင်းဆိုရှင်သူကနှလုံးခုန်နေအယမ်းမြန်နေတာဖြစ်တဲ့ကြောင့်ရှင်းချမ်းနေกว่าဆိုရင်နှလုံးနဲ့ပတ်သက်တဲ့ဌာနကိုပြရမယ်ဆိုပြီးတော့ဥပမာလေးပေးထားတယ်ပေါ့နော် ဲ့တော့ဟွမ်ဂျာရဲ့ခွာကောနေဝမ်ရှူမူဟကင်းဆိုတာဒီလူနာကိုကိုအလုပ်အပ်တဲ့ client လူနာရဲ့ပေါ့နော်။အော်အရင်တုန်းကတိတ်တုံးကပေါ့နော်ခွာကောနေဝမ်ဆိုအတိတ်တုန်းကဆေးရုံဈေးခန်းနေပြခဲ့ဘူးလားပြောမဆိုဆေးမှတ်တမ်းပေါ့နော်အရင်ကဒီယောဂလက္ခဏာနဲ့ပတ်သက်ခံစားရပြီးဆေးကုသမခံဘူးလားရှိလားဆေးရုံတက်ဘူးလားခွဲဆေးဘူးလားစသဖြင့်ပေါ့နော်သူ့ရဲ့ဆေးမှတ်တမ်းကိုမေးရပါမယ်ပြီးရင်တော့တကယ်လို့သူကဆေးခန်းပြဘူးတယ်ဆေးရုံတက်ဘူးတယ်ဒီယောဂလက္ခဏာအရင်တုန်းကလည်းကုသမှုခံယူဘူးတယ်ဆိုတာမျိုးရှိတယ်ဆိုရင်တော့ အဲ့ဒီတုန်းကပြခဲ့တဲ့စေမတန်စေဟိုစေခန်းပြခဲ့တဲ့အချိန်မှာကိုယ့်ရဲ့စီကူတာမှုတွေနဲ့ပတ်သက်ပြီးတော့တေချာပေါက်မေးတင်နေပေါ့နော်ပြန်အဲ့လိုမေးပြီးသွားရဆိုလို့ရှင်ဒီမှာအော်စကပြန်အလုတ်ကိုလက်ခံမလားလက်မခံဘူးလားညင်းဆံမလားဆိုရအစင်ရောက်လာလိမ့်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်စကြည်ရအဲ့တော့လက်ခံမလားညင်းဆံလိုက်မလားဆိုတော့ခေါင်းစဉ်အောင်မှာကျတော့ သူ့ရဲ့ယောဂလက္ခဏာတွေသူပြမဲ့ဌာနရဲ့အကြောင်းအရာနားထောင်ပြီးတဲ့အခါမှာကိုယ့်ရဲ့လုံနိုင်တဲ့အတိုင်းအတာဘက်ကိုပြန်တိုင်းတာမယ်ပေါ့နော်ဒီအပိုင်းကကိုယ်တွေ့ကြုံရှိတဲ့အပိုင်းလားကိုယ်လုံနိုင်မဲ့အပိုင်းလားဆိုပြီးတော့ဆုံးဖြတ်ပြီးတဲ့အခါမှာကိုယ်မလုံနိုင်တဲ့အပိုင်း အတိုင်းအတာတစ်ခုကိုကျော်လွန်သွားပြီဆိုလို့ရှိရင်တော့လက်မခံဘူးပေါ့နော်အမူရမက်ချီယန်န်တာပေါ့နော်ကိုယ့်ရဲ့အတွေ့အကြုံတွေကအတွေ့ဘောဆောနန်းဆိုတာကိုယ့်အတွေ့အကြုံနဲ့မဆိုင်တဲ့ပြင်ပပေါ့နော်ကိုယ့်အတွေ့အကြုံမရှိတဲ့အပိုင်းဆိုလို့ရှိရင်တော့လက်မခံဘူးဆိုတဲ့သဘောမျိုးပေါ့နော်ဒါကစေးစကြပြန်တဲ့ဖြစ်တဲ့ကြောင့်အရန်ရေးကြည့်ရပေါ့နော်ပြီးရင်တော့တခြားနီးလန်းတွေမရှိဘူးပေါ့နော်ကိုယ့်ရဲ့ရည်ချင်းနေလဲဒါကြီးကိုမလုံနိုင်တဲ့အာမျိုးဆိုလို့ရှိရင် လူနာပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ဆေးရုံဈေးခန်းဘက်ကိုလည်း ကိုကပြောရမယ်ပေါ့နော်ဒီမှာတော့အများသောအားဖြင့် freelance လုပ်တယ်ဆိုရင်တော့စီယုံစီကဘက်ကိုအရင်မပြောရသေးဘူးနဲ့လူနာနဲ့အရှင်ပြောရတာမျိုးရှိမယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အဲ့လိုမျိုးပြောပြီးသွားတဲ့အခါမှာတကယ်လို့ကိုကကိုမလုံးနိုင်တဲ့အပိုင်းဆိုချာလုံးနိုင်မဲ့သူတိထားတာရှိရဆိုရှင်လူနာအရှင်ပြောင်းချိန်ဆက်ပြလိုက်တာလည်းကောင်းတယ်ပေါ့နော်อืม ဲ့လိုမျိုးပေါ့နော်ကိုမလုံနိုင်တဲ့ပိုင်းဆိုတော့လက်မခံတာကောင်းပါတယ်ပြီးတော့တကယ်လို့ကိုကလုံနိုင်လို့ဒီအလုပ်ကိုလက်ခံလိုက်ပြီပေါ့နော်ဆိုတော့ခါနဲ့မလုံနိုင်လို့လက်ခံလိုက်ပြီဆိုရှင်ဘာရအစင်စင်ဆက်လုပ်ရမလဲဆိုတော့ဖြုံဝမ်းဆိုကြဟွားခင်ပေါ့နော်ဒီစေယုံစေကမ်းမှာရှိတဲ့ပစ္စည်းကရိယာတွေပြီးတော့အဓိကအဖြစ်တော့အော်ပစ္စည်းကရိယာဆိုတာထပ်ပေါ့နော်ဒီလူနာပြသရမယ့်စေယုံစေကမ်းနဲ့ပတ်သက်ပြီးတော့လေ့လာရမယ်ဆိုတဲ့ဘောမျိုးကိုပြောချင်တာပါပြီးတော့ရှင်အော် သူ့ရဲ့စကေပြန်ရမယ့်အချိန်ကြာမြင့်ချိန်ပေါ့နော်ဆိုးရိုးရှိကန်ဟွက်ကင်မှာကြာမြင့်ချိန်ကိုကိုကစစ်ဆေးရပါမယ်ကိုမှာအဲ့ဒီမှာတခြားသောလုပ်ကိစ္စတွေလည်းရှိကောင်းရှိနိုင်တယ်ဒီအလုပ်အတွက်ကိုဘယ်လောက်အချိန်ပေးရမှာလဲဆိုတာကြိုတင်ပြီးရစစ်ဆေးတင်နေပေါ့နော်ဥပမာထားပါတော့လူနာကစစ်စစ်ဖို့လိုတဲ့စစ်စစ်ချက်တွေလုပ်ဖို့လိုတဲ့ဆိုလို့ရှိရင်တော့၄နာရီလောက်ထိလေကြာမြင့်နိုင်တယ်ပေါ့နော် ပြီးရင်အဲ့ဒီအလုပ်ကိုလက်ခံနဲ့ညှင်းဆန်နေဆွဲအဆင့်ရှိရဲအဲ့တော့လက်ခံလိုက်ပြီးပေါ့အဲလက်ခံပြီးသွားပြီဆိုလို့ရှိရင်တေချာသွားပြီပေါ့နော်တေချာသွားပြီ confirm ဖြစ်သွားပြီဆိုရင်ကိုကစေယုံစေခံဘက်က တာဝန်ခံရဲ့နာမည်နဲ့ဖုန်းနံပါတ်တွေကိုစစ်ဆေးဖို့လိုတယ်။လူနာရဲ့အချက်အလက်တွေကိုလည်းယူဖို့လိုတယ်ပေါ့နော်။ဥပမာအကယ်၍လူနာကိုကစေယုံအာစေခန်းပြတာမျိုးမဟုတ်ဘဲနဲ့စေယုံပြမယ်ဆိုလို့ရှိရင် booking တရတာမျိုးရှိမယ်။အဲ့အတွက်ကြောင့်မလူနာရဲ့နာမည်နဲ့လူနာရဲ့ ID ကတ်နံပါတ်ကိုတော့တည်ထားတင်နေပေါ့နော်။အဲ့တော့အဲ့ဒါမျိုးတည်ထားပြီဆိုလို့ရှိရင်ကိုက booking တင်တဲ့အခါမှာအချက်အလက်တွေပြောပြီးတော့ပြီးရင်ဖုန်းနံပါတ်ထိပါတည်ထားရမယ်ပေါ့နော်။အချက်အလက်တွေပြောပြီးတော့ booking တင်လို့ရမယ်။อืม ပြီးတော့ဟွမ်းကြွားဝါရဲ့မန်နန်းချန်ဆိုအဲ့တော့ဒါရီအစစ်စစ်ပြင်ဆင်ပြီးတော့ရေဆိုရှင်လူနာနဲ့ဘယ်နေရာမှာတွေ့မှာလဲဆိုပြီးတော့လည်းအာညှိနှိုင်းဆောင်ရွက်ရမယ်ပေါ့နော်အဲ့တော့အလုတ်ကိုလက်ခံလိုက်ပြီဆိုရှင်တော့ကိုစကယ်ပြန်ရမယ့်အကြောင်းအရာတစ်ခုပြင်ဆင်တဲ့အဆင့်ကိုရောက်သွားမှာပဲဖြစ်ပါတယ်။အဲ့တော့ပြင်ဆင်တဲ့အဆင့်မှာလည်းပဲဒီလူနာရဲ့ယောဂလက္ခဏာပေါ်မူတည်ပြီးတော့အဲ့ဒီဌာနနဲ့သက်ဆိုင်တဲ့အတုံးနှုံးနေနဲ့ဝဟရာတွေကို ပြင်ဆင်သွားရမှာပဲဖြစ်ပါတယ်။ ဒီမှာဆိုရင်သူကဥပမာတော့နှလုံးယောဂဌာနပေါ့နော်နှလုံးယောဂအထုကုနှလုံးအထုကုနဲ့ပတ်သက်ပြီးတော့ဥပမာပေးထားတယ်ပေါ့နော် ဟုတ်ပြီအဲ့တော့အဲ့အရာမျိုးတွေစကလုံးတွေပြင်ဆင်သွားမယ်ပြင်ဆင်သွားပြီးတဲ့အခါမှာစကလုံးတွေမဟုတ်ဘဲနဲ့ဒီယောဂလက္ခဏာမှာ ရှိလာနိုင်တဲ့ဆစ်ဆစ်ချက်တွေပေါ့နော်ဥမာသွေးဆစ်ရမှာလားအဲပြီးရင်တ िश ူးဆစ်ကမှာလားပေါ့နော်ဆီးဆစ်ကမှာလားဒါမှမဟုတ်လို့ရှင် CT ပဲရိုက်ကြည့်ရမှာလား X-ray ရိုက်ကြည့်ရမှာလားအဲ့လိုမျိုးစသဖြင့်ပေါ့နော်ဆစ်ဆစ်ချက်တွေနဲ့ပတ်သက်ပြီးတော့လေအသုံးအနှုန်းတွေကိုလေ့လာသွားဖို့လိုပါတယ် ။ဟောအစားတွေကတိထားရတူလည်းရှိမယ်။ဒါပေမဲ့တိချပြင်ဆင်သွားဖို့လည်းလိုရဲဆွဲအကြောင်းပြောပြပေးတာပါ။ပြီးတော့ရင်တော့နောက်တစ်ခုကကြတော့อืมဒါတွေလည်းပဲအဲ့လိုတုံးတုံးနေပေါ့နော်ဆေးဆစ်တဲ့အခါမှာဘယ်လိုဆေးဆစ်ချက်တွေကဘာတွေတိထားတဲ့နေဆရာမျိုးလည်းလေ့လာမယ်ပေါ့ဥမာဆိုရှင်အစာရင်မှန်မြောင်းကြည့်မယ်ဆိုရှင်အစာ၈နာရီလောက်ရှောင်ထားရမယ်မစားပဲလာရမယ်ဆိုရယ်စသဖြင့်ပေါ့ဒီလိုအကြောင်းအရာတွေလည်းကိုကတိထားတဲ့နေပေါ့နော် ပြီးရင်နောက်တစ်ခုကကျတော့ဂျူချဲဝခွန်လျောအောင်မြင်ချင်ပြီခုနကတော့ဂျူချဲကိုပြမဲ့ဌာနနဲ့ပတ်သက်တဲ့အာအတော့အနှောင်းနေဝဟာရတွေတခြားတည်တည်တိတိုက်တာပြင်ဆင်သွားရမယ်လို့ပြောသလိုအဲ့ဒါလည်းမပတ်သက်ပဲနဲ့တခြားသောပြင်ဆင်ရမယ့်ဟာတွေကဘာတွေရှိမလဲဆိုလို့ရှင်တော့ဘုံဝချာချာကနေကြီး ဥမာလူနာနဲ့ကိုနေရဘင်မှာတွေ့မှာလေအဲဆေးဆေးခန်းရဲ့လိမ့်စာလူနာကိုပြောလိုက်လူနာကိုပြောပြလိုက်တယ်ဆိုရင်လူနာအဲ့ကိုမသွားတတ်ဘူးဆိုရင်သူလာမယ့်နေရာကနေဆေးခန်းကိုဘလို့သွားရမှာလဲစသဖြင့်ဓာရီကလည်းကိုကပြောပြပေးရမှာမျိုးရှိနိုင်တယ်သိထားတဲ့နာမျိုးရှိနိုင်တယ်ပေါ့နော်ဒါမျိုးတွေလည်းပြင်ဆင်ရပါမယ်ပြီးရင် process working ပေါ့နော်အဲ့တော့လူနာနဲ့တွေ့ပြီးတော့ဆေးခန်းပြတဲ့အထိလမ်းကြောင်းတွေပါရောလဲကိုကပြောပြပေးသင်ရင်ပြောပြပေးရမယ်ပေါ့နော်ပြီးရင်တခြားသောကိုယ့်ရဲ့ပြင်ဆင်စရာ အသုံးဆောင်နေရှိမယ်ဂေအင်းဝီစိန်ဘိုဟိုချန်ကိုအရန်အရေးကြီးပါတယ်ဒီအကြောင်းအရကတော့ဘာလို့အရေးကြီးရလဲဆိုတော့ကိုကလုံနေရတဲ့အလုတ်ကအာလူနာတွေနဲ့ထိတွေ့ပြီးတော့လုံဆောင်နေရဖြစ်တဲ့ကြောင့်နေမကောက်မကျမ်းမယောဂလက္ခဏာတွေရှိနေတယ် သူတွေပါအဲ့အတွက်ကြောင့်မလို့ကိုဘက်ကလည်းကိုရဲ့တကွေတခါရကျမ်းမာရေးအတွက်ကိုပြင်ဆင်သွားမိဟာမျိုးရှိတယ်ပေါ့နော်အထူးသဖြင့် master တာအဲအဲ့လိုမျိုးတွေပေါ့နော်အဓိကအပြင်ကိုရဲ့ကျမ်းမာရေးအတွက်ကိုလည်းပြင်ဆင်ဖို့အတွက်လိုအပ်ပါတယ်ပြင်းတော့ဖြောင်းသားကိုထန်ချောင်းပုတ်ချန်တို့ဖြောင်းသားကိုဆိုရီကနာချီရန်ရှင်ပါစတဲ့ဖြစ်မော်နော်ကိုတက်တောင်းတတာဖြစ်ပြီးတော့အဖြစ်မဲ့အဝယ်အစားမျိုး ပြီးရင်လည်းဖုတ်ချမ်းဖြစ်တဲ့ကြောင့်မလို့စီယုံစီကန်းနဲ့လေကညီပြောကိုလည်းတတတာဖြစ်မယ်။အာတတနာနာဝိချင်းနဲ့ဆိုတတနာဝိစသဖြစ်မော်နော်ဒါကတော့ကိုရဲ့အလုတ်အနေနေရာပုံမူတည်ပြီးတော့ယူနီဖောင်းလေးဖြစ်နိုင်တယ်လို့ကိုရဲ့အာဘယ်လဲဒီ soup လေးဖြစ်နိုင်တယ်။ဝစသဖြစ်မော်နော်ဒါကတော့ဟို အရင်တတိကျကြိုက်ပြပြပေးလို့ရတဲ့အပိုင်းမဟုတ်ကြီးကများတော့အဖြစ်တော့ freelance လုပ်တာရှိတယ်ပြီးတော့လို့ရှိရင်အာစေခန်းမှာပိတ်ရလူအရင်များတဲ့ရက်မှာကူပြီးတော့လုပ်ပေးတာရှိအဲ့မှာဆိုတော့ uniform ဝေးရတယ်ဗောနော်ကြီးတို့က uniform ဆိုတော့သူတို့ရဲ့ uniform တော့မဟုတ်ကြီးကအာတပတ်လုံးမှာမှာတစ်ရက်လောက်ပဲလုပ်တဲ့ဟာမျိုးတွေရှိတဲ့အခါကျတော့ကြီးက uniform တော့တည်တိုင်းမရှိပေမဲ့သူတို့ရဲ့ uniform နဲ့တူညီတဲ့ဗောနော် suit ဗောနော်အနောက်တိုင်းဝတ်စုံ အနာတဝဲဆိုလို့မယ်စတိုင်ပန်နဲ့အပေါ်ကအနက်ပေါ့နော်အနာတဝဲဆိုရင်လို့တတ်မှတ်ထားတာမဟုတ်အနက်ဝေးရတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိပါတယ်အဲ့လိုမျိုးဒါကတော့ကိုက freelance လုပ်တယ်ဆိုလို့ရှိရင်တော့ကိုရဲ့ uniform တည်တံရှိကောင်းလဲရှိနိုင်တယ်ပေါ့နော်အဓိကတော့ကိုတက်တော့တာဖြစ်တဲ့အနေထားမျိုးဖြစ်ရမယ်ပြီးတော့လို့ရှိရင်အတန်မမီတဲ့ဖက်နှက်မျိုးပြင်ဆင်ပါဆိုပြီးသူကပြောထားတယ်ပေါ့နော်ပြီးရင်တော့နောက်တစ်ခုကကြတော့ထုံရောက်ချွန်တာချွန်မွန်တန်းချွန်မြောင်းချီယာကိနဲ့ရှစ်စာကွန်နာကားကြီးဆိုပြီးတော့ ပြောထားတယ်သူကကြတော့စကေပြန်သွားမလုပ်ခင်ညမှာအေယောဝအိမ်မယ်ပြီးသွားရင်သွားတဲ့အခါမှာလည်းထမင်းစားသွားမယ်ပြီးသွားရင်စစ်စစ်တားရဲ့ဘိုင်းနဲ့ကြာမြင့်နိုင်ခြင်းရှိတဲ့အကြောင်းမလို့ကိုကအရေးပေါ်အမြန်ပေါ့နော်အစာပြေစားလို့ရမယ်အစာတောင်းနဲ့ရေတွေကိုအစာနဲ့ရေတွေကိုပြင်ဆင်သွားပါဆိုပြီးတော့ပြောထားတာပဲဖြစ်ပါတယ်အဲ့တော့ GT ကတော့ကီရိုကစကေပြန် လုပ်ဖို့အတွက်အလုပ်လက်ခံတဲ့အပိုင်းနဲ့ကြိုတင်ပြင်ဆင်ထားမယ့်အပိုင်းတွေကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။အတွက်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်။နောက်တစ်ပိုင်းမှာတော့စကေပြန်စပြီးလှုပ်ဆောင်နေတဲ့အချိန်ဒီမှာတည်ထားတဲ့နေရာတွေကိုပြောပြပေးသွားပါမယ်။